ဇနီးတဲ့ညီဖြစ်သူနဲ့ပုဂ္ဂိုလ်ကြီးရရှိနေလို့ပါဝင်တဲ့ public signal message ပေးဖို့ရေး group အတွင်း American ကာဝေးဝင်ကြီး page hash ကရေမင်ကိုတိုက်ခိုက်မဲ့ American ရဲ့သတင်းချက်လက်တွေကိုဝင်မြခဲ့ကြောင်းမြို့တော်တိုင်းသတင်းဌာနက April 20ရက်မှာဖော်ပြလိုက်ပါတယ်ဝင်ကြီး hash ဟာစေးထိတ်တန်လှုပ်ဝက်သတင်းချက်လက်တွေကိုလုတ်ပိုင်ခွင့်အာဏာမရှိသူတွေနဲ့ဒုတိယအကြိမ်မြောက်ဝေမြခဲ့တယ်ဆိုတဲ့ဆွဆွချက်နဲ့ပတ်သက်လို့အတီးပြုဖို့မဖြစ်နိုင်သေးဘူးလို့ AFP သတင်းကဖော်ပြထားပါတယ် ဝင်ကြီး Hassach နဲ့မြို့သားလုံးကျုံရဲ့အကြံပေးအရာရှိ Mike Watts အပါအဝင် American ထိပ်တန်းအရာရှိတွေဟာမတ်15ရက်မှာတိုက်ခိုက်မဲ့စီစဉ်တွေကို Signal Message ပေးဖို့ရေကရုတွေဝင်များခဲ့တယ်လို့အဲ့ဒီကရုတွေပါဝင်သူ The Atlantic Magazine Editor ချုပ်ကပြီးခဲ့တဲ့လကဖွင့်ချခဲ့ပါလေ။အဲ့လိုဖွင့်ချမှုကြောင့် Watts တောင်းနေဖြစ်သွားခဲ့ပြီးတော့ Donald Trump ဦးဆောင်တဲ့ American ဆွေရဟာလျှက်ဝက်သတင်းတွေကိုသတိမှုဘူးပဲပေါက်ကြားစေမှုနဲ့ဝေဖန်ခံနေရပါလေ။အဲ့လိုသတင်းပေါက်ကြားစေမှုကို Pentagon စစ်ဆေးမှုချုပ်ကစုံစမ်းစစ်ဆေးနေစေဖြစ်ပါလေ။ ဝင်ကြီးဟက်ဆက်ရှာမတ်15ရက်မှာတိုက်ခိုက်မဲ့အမေရိကန်ရဲ့သတင်းချက်လက်တွေကိုပဲထပ်ပြီးဝင်များခဲ့တာဖြစ်တယ်လို့နယူးယောက်တိုင်းမဂ္ဂဇင်းကဧပြီ20ရက်မှာဖော်ပြပါလိမ့်။သူဝင်များခဲ့တဲ့သတင်းချက်လက်တွေထဲမှာဟူတီဖွဲ့ကိုဘုံကျဲမဲ့အမေရိကန်လေရင်တွေရဲ့ထွက်ခွာခြင်းနဲ့ပါဝင်ခဲ့ပါတယ်။သူတို့ရဲ့ message ဝင်များရေး group ထဲမှာ journalist တယောက်ကိုမှတ်ထည့်ခဲ့တာအတိမ်းဆောင်မခံနိုင်တဲ့သတင်းချက်လက်တွေပေါက်ကြားစေရတဲ့ပတ်သက်လို့အရေးအမှုတစုံတရာမရှိသေးပါဘူး။ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့သမ္မတ Trump ကလည်းနှုတ်ဆက်နေစေဖြစ်ပါတယ်။